နင်းသာရိုင်းဒေသကြီးတရချောင်းမြို့နယ်ဝင်းဝါရရှိနယ်မြေစခန်းတိုက်ခိုက်ခံရပြီးနောက်စကောင်စီတပ်ကကျွေရီကိုလေကြောင်းကနေထမ်းမှန်ပုံစံတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်ဧပြီလ22ရက်နေ့နေ့လပိုင်းလာမှာတဝဲလေးစိတ်ကနေလာတဲ့ဝိုက်တွဲမျိုးစားလေးရင်ဟာတရချောင်းမျိုးနဲ့ရှိမင်းတက်ရွာနဲ့ကမြရွာတွေဘက်ကဘုံဒီငါလို့ကြဲချတိုက်ခတ်သွားတာဖြစ်တယ်လို့တရချောင်းမျိုးနဲ့ဒေသခံတအုပ်ကဆိုပါတယ်။ ပို့ချက်တိုက်ခတ်မှုကြောင့်မင်းတရာတင်းဆက်ရှိဇရက်ပြိုကျသွားပြီးကမြန်ရွာကနေတလို့လဲဗိုလ်ထိမှန်ပျက်စီးသွားခဲ့တယ်လို့အထက်ပါဒေသခံကဆက်ပြောပါတယ်။ဧပြီလ20ရက်နေ့ညဦးပိုင်းလောက်ကနေမနက်၄နာရီလောက်ထိဝင်းဝနယ်မြေရက်စကန်ဘက်ကနေနှစ်ဖက်ပစ်ခတ်တံတွေစားနေရတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။နှစ်ဖက်တိုက်ပွဲတွေကြောင့်ပစ်တဝဲကာလန်ကိုပိတ်ချထားပြီးခီးသက်တရင်တွေနဲ့ကိုတရင်တွေလည်းပိတ်မိနေတယ်လို့သိရပါဗျ။ ဧပြီလ19ရက်နေ့ကလည်းတရချောင်းမြို့နယ်ရှိမင်းတန်း6ဝပြင်ရငယ်စရက်ရွာတွေကိုစက်ကောက်စီတက်ကလီချောင်းကနေဘုံချက်တိုက်ခတ်ခဲ့တာကြောင့်ရငယ်ရွာကမြေဖုနှုတ်ဦးတိတ်ဆိုးခဲ့ပါသေးတယ်ရှင်။